ားနိုင်ငံငါးဖန်းဆက်လေးတွေမှာသွားရောက်လုလုစဉ်လူကုတ်ကူးခံရသူတွေအထောက်ထားမဲ့ဖမ်းဆီးခံရသူ44ဦးကိုမြန်မာနိုင်ငံမြောက်ပိုင်းမြို့သူဇန်နဝါရီ31ရက်နေ့ကပြန်လည်ပို့ဆောင်ပေးခဲ့တယ်လို့ ရောက်ရီခရိုင်အလုသမားလူဝင်မှုအကြီးကြေးရေးနဲ့ပြည်သူ့အင်အားဝင်ကြီးဌာနကတည်ရပါတယ်။အလုသွားလုံစင်မှာလူကုန်ကူးခံရတဲ့မြန်မာနိုင်ငံသားလူမှုဖွံ့ဖြိုးရေးနဲ့လူသားလုံခြုံရေးဝင်ကြီးဌာနလက်အောက်ရှိဂရဟအသီးသီးမှစောင့်ရှောက်ထားတဲ့မြန်မာနိုင်ငံသား၄၄ဦးအားမြန်မာနိုင်ငံမြောက်ရီတို့ဇန်နဝါရီ31ရက်နေ့ကပြန်လည်ပို့ဆောင်ပေးခဲ့တယ်လို့မြောက်ရီခရိုင်အလုသမားလူဝင်မှုအကြီးကြေးရေးနဲ့ပြည်သူ့အင်အားဝင်ကြီးဌာနမှတည်ရပါတယ်။ပြန်လည်ပို့ဆောင်ရမှာထိုင်းနိုင်ငံလူမှုဝန်ထမ်းဦးစီးဌာနကမစ္စတာထွန်မော်ကျော် တခရိုင်လဝကအရာရှိတွေကမြန်မာနိုင်ငံသားအမျိုးသား22ဦးအမျိုးသမီး22ဦးတို့ကိုမြန်မာနိုင်ငံမြောက်ဝရီခရိုင်အလုံသမားလူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဝင်ကြီးဌာနခရိုင်လဝကထံပို့ဆောင်ပေးခဲ့တာဖြစ်ပါတယ်။ထိုင်းနိုင်ငံလူမှုဖွံ့ဖြိုးရေးတိုးတက်ရေးနဲ့လူသားစောင့်ရှောက်ရေးဝင်ကြီးဌာနလက်အောက်မှာစောင့်ရှောက်ထားပြီးနေရက်ကိုပြန်ပို့မယ်မြန်မာနိုင်ငံသား64ဦးနဲ့အမျိုးသား22ဦးအမျိုးသမီး22ဦးစုစုပေါင်း44ဦးကိုမဲဆောက်မြောက်ဝရီလမ်းကြောင်းကနေမြန်မာနိုင်ငံသို့ပြန်လည်ပို့ဆောင်ပေးတာဖြစ်ပါတယ်။ န်ရှိတဲ့အမျိုးသမီး15ဦးကိုတာချီလိုက်မဲဆိုင်လမ်းကြောင်းကပြန်လည်ပို့ဆောင်ပေးခဲ့တယ်လို့အမျိုးသား2ဦးအမျိုးသမီး3ဦးစုစုပေါင်း9ဦးကိုလည်းကော့တောင်းရနောင်းလမ်းကြောင်းကနေပြန်လည်လွှဲပြောင်းနိုင်မှုစီစဉ်လျက်ရှိတယ်လို့သိရပါတယ်။လူကုန်ကူးခံခဲ့ရသူကိုလင်းလင်းကလူကုန်ကူးခံရတဲ့ဖြစ်စဉ်ကိုအခုလိုပြောပါတယ်။ပြန်လည်တော့တစ်ခါမှမလိုက်ဘူးပေါ့။ဘုံဘုံကတော့မလိုတော့လိုက်ပါဘူး။ပြန်လည်တဲ့ရောက်တော့နိုင်ရတော့ဟိုကသူများတွေကတော့မကြည့်လို့ဆိုတော့ကျွန်တော်တို့ကတော့နိုင်ရတော့ကြည့်တယ်။ ဦးကအဲ့ပင်လယ်မှာတုံးလာနေရတယ်ကတော့ဆိုင်ရအောင်အင်းပါရိုးရိုးလာတာမရဘူးပေါ့လေတစ်ခေါက်ထွက်ရင်ဥစ္စာစားသိဝယ်ဖို့အတွက်ဥစ္စာပတ်မွေ1000 2000လောက်တော့ထုတ်ပေးတယ်တင်မော့ပေါ့ပါသုံးလားကဲစည်းရုံးပါလေးလားခဏလောက်ပေါ့နောက်ပြောရဲဒီလိုမျိုးဒီမြန်နိုင်ငံသွားဖို့အတွက်လည်းနောက်ကမသွားတော့ပါဘူးသူသုံးပြထားပါတယ် လူကုန်ကူးခံရသူများရှိသလိုထိုင်းနိုင်ငံတွင်စက်ရုံတွေမှာအထောက်ထားမဲ့စွာဝင်ရောက်အလုပ်လုပ်ကင်နာကြောင့်ဖမ်းဆီးခံရသူတွေလည်းပြန်လည်ပို့ဆောင်ရမှာပါဝင်ခဲ့ပါတယ်။ပစွန်စက်ရုံမှာဝင်ရောက်လုပ်ကင်ခဲ့ပြီးဖမ်းဆီးခံရကပြန်ရောက်လာသူအမျိုးသမီးငယ်တဦးကလည်းကြုံတွေ့ခဲ့ရမှုအခြေအနေကိုအခုလိုပြောပါရစေ။အချို့အရင်ပို့တယ်။အင်း။ဟိုနားမှာဒီမှာဆက်တယ်နေရတယ်။အင်း။ဆက်တယ်နေလို့တမလို့ကိုခေါ်လာတယ်။ ို့ပြောတယ်ပတ်သက်ရင်မျက်နှာသေးသေးတောင်းပြီးမယ်တဲ့အိမ်မှာနေထားတဲ့ဘာဖြစ်တကားထိုင်းနိုင်ငံတွင်လူကုန်ကူးခံရသူတွေမှာရခိုင်ပြည်နယ်၊အီယာရီတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီးနဲ့မွန်ပြည်နယ်၊ရှမ်းပြည်နယ်၊ကရင်ပြည်နယ်တို့ဖြစ်ပြီးတော့ရခိုင်ပြည်နယ်ကအများဆုံးဖြစ်ပါတယ်။